ဒီနေ့ကတော့ကလေးတွေကိုလူကြီးတွေပါကြိုက်တဲ့အုံတော်ဖီလေးလှူစားကြည့်ရအောင်နော်အရင်ဆုံးအနေနဲ့ကြိုမဲ့အိုးထဲကိုပေါ့နော် နိုးစီလေးသုံးဆုံးထည့်ပါမယ်။ရေအနှဲငယ်နဲ့တကြားအနှဲငယ်ကိုလည်းထပ်ပြီးတော့ထည့်ပေးလိုက်ပါမယ်။ အနံ့လေးမှုရအောင်လို့ထောပက်လေးလည်းထည့်လိုက်မယ်ပေါ့နော်ပြီးတဲ့အခါမှာဆိုရင်တော့ထောပက်လေးတွေတခြားလေးတွေအကုန်ပျော်လာတဲ့အထိပေါ့နော်စူအောင်တည်ထားပေးလိုက်ပါမယ်အရောင်လေးလာအောင်လို့ဖူကာလာလေးအနှဲငယ်လေးထည့်ပါမယ်။ ကျမတို့တွေရေလေးနဲ့ငယ်ခမ်းပြီးတော့ခက်ဆေးဆေးအနေထားလောက်လေးရောက်တဲ့အခါမှာဆိုရင်တော့အုံသီးချောက်မုတ်လေးတွေထည့်ပြီးတော့ပေါ့နော်အကုန်လုံးရောအောင်မှွေပေးလိုက်ပါမယ်အုံတော်ဖီလေးတွေကိုအေးအေးခံမှုအတွက်ကျမတို့ဘန်းလေးတစ်ခုထဲကိုပေါ့နော် breaking paper လေးခင်းပြီးတော့အပေါ်ကနေပြီးတော့အဲ top bag စီလေးအနေငယ်တုတ်ထားပေးလိုက်ပါမယ်။ ကျမတို့ကအတုံးပုံစံလေးတွေဖော်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ပေါ့နော်။ဘန်လေးတဲ့ထည့်ပြီးတဲ့အခါမှာအပေါ်ကနေပြီးတော့တိတ်သွားအောင်ပေါ့နော်။ဖိချပေးရပါမယ်။ပြီးတဲ့အခါမှာဆိုရင်တော့ကျမတို့တွေရေခဲတတာထဲမှာတနိုင်နှစ်နိုင်ဝင်းကျင်အောင်လေးအေးအေးခံထားပေးလိုက်မယ်။နောက်ဆုံးအနေနဲ့ကျမတို့တွေတင်းနေရတဲ့အတုံးလေးတွေတုံးပေးလိုက်ပြီးပြီဆိုရင်တော့အိမ်မှာပဲအလွယ်တကူလုပ်စားလို့ရမယ်။အုံတော်ဖီလေးတွေရပါပြီ။ဘီဘီလေးတို့အတွက်တန်ရှင်းချမ်းမှာအာဟာရပြည့်စုံမယ်အိမ်လုံးအစားအစာနည်းလေးများကို အမြဲတင်ဆက်ပေးသွားမှာဖြစ်လို့ကျမတို့ရဲ့ Superman Channel လေးကို Subscribe လုပ်ပြီး Notification လေးကိုနှိပ်သွားပေးကြပါအောင်ရှင်